ားလုံးပဲမင်္ဂလာပါဗျဒီနေ့က2025အောက်တိုဘာလ9ရက်နေ့ဖြစ်ပါတယ်เนาะမနေ့ကကိုကျော်ကြီးတင်တဲ့ပို့အောင်မှာလာပြီးတော့ကိုယုံညင်နာယုံမော့ဗျာသူများဘာသာကိုမပုတ်ခတ်ပါနဲ့မစော်ကားပါနဲ့ပြောတဲ့လူတွေကဘာသာတရားရဘယ်သူဘယ်ညာကိုကျွမ်းကျင်တာပဲပြောပါတော့လာပြောနေတဲ့လူတွေတော်တော်များတယ်ဟုတ်ပြီเนาะရိုးရိုးလေးစဉ်းစားရိုးရိုးလေးစဉ်းစားတရားများတတ်မှုလိုအပ်တယ်လောကကြီးမှာဗဇက်ကနေပြီးတော့တရားများတတ်မှုပြောလို့မရဘူး လက်တွေ့ကြကြတရားမျှတမှုလိုအပ်တယ်။လောကကြီးမှာဖန်ဆင်းရှင်ရှိပါတယ်လို့ယုံကြည်တဲ့သူတွေရှိတယ်။ဖန်ဆင်းရှင်မရှိဘူးလို့ယုံကြည်တဲ့သူတွေရှိတယ်။နှစ်ယောက်တစ်လုံးကယုံကြည်မှုပဲ။နားလည်လား။ဖန်ဆင်းရှင်ရှိပါတယ်လို့ယုံကြည်တဲ့သူတွေအကုန်လုံးဒီလေယုံကြည်မှုတက်တက်တာဖြစ်တယ်။လောကကြီးကိုဖန်ဆင်းတာလည်းမမြင်ခဲ့ရသလိုလူကိုဖန်ဆင်းတာလည်းမမြင်ခဲ့ရဘူးအာရန်နဲ့ဧဝတီပင်လေးဘာတစ်ခုမှမြင်ခဲ့ရတာမရှိဘူးပုပ်ကိုကြီးတဦးကနေပြီးတော့ငါကဖန်ဆင်းပါတယ်လို့ပြောလို့ လက်ခံလိုက်ရတာပဲရှိတယ်ဘသူမှဒီလောကကြီးကိုဖန်ဆင်းထားကြောင်းမြင်ခဲ့တွေ့ခဲ့သိခဲ့တဲ့ကိုတိုင်သိကိုတိုင်တွေ့တဲ့လူတယောက်တစုံတယောက်မှမရှိဘူးအဲ့ဒီလူတွေကဖန်ဆင်းရှင်ကြီးရှိပါတယ်လို့တွင်တွင် ပြောနေကြတာကိုကြတော့ဘာသာရေးလို့လက်ခံပြီးပြောခွင့်ရှိတယ်လို့လက်ခံနေဖန်ဆင်းရှင်မရှိဘူးလို့ယုံကြည်တဲ့သူတွေကလည်းဖန်ဆင်းရှင်မရှိကြောင်းကိုပြောခွင့်ရှိရမယ်အဲ့ဒါမှတရားမျှတမှုဖြစ်မှာလीအ မင်းတို့ကြတော့ဖန်ဆင်းရှင်ရှိချောင်းကိုတခါတည်းခရားလေလွတ်တခါတည်းဘာသာဘောင်းဆောင်ကပြောနေကြပြီးတော့ဖန်ဆင်းရှင်မရှိပါဘူးလို့ယုံကြည်တဲ့သူတွေကပြောခွင့်မရှိဘူးဆိုတဲ့တရားတစ်ဖက်ဆောင်နေဖြစ်နေမတရားမှုဖြစ်နေတယ်ဒါဘာသာရေးစော်ကားတာမဟုတ်ဘူးမရှိတဲ့မရှိဘူးလို့ယုံကြည်သူကလည်းမရှိတဲ့အတိုင်းပြောပိုင်ခွင့်ရှိတယ်ရှိတယ်လို့ယုံကြည်သူကလည်းရှိတယ်လို့ပြောပိုင်ခွင့်ရှိတယ်ယုံကြည်တဲ့လူကယုံဘယ်စကားကိုလက်ခံမလဲ ဖန်ဆင်းရှင်မရှိဘူးလို့ယုံကြည်သူကိုလက်ခံပါလားဖန်ဆင်းရှင်ရှိတယ်လို့ပြောတဲ့ယုံကြည်သူကိုလက်ခံပါလားယုံကြည်လက်ခံကျင်တာလက်ခံလူတယောက်စီလွတ်လပ်စွာယုံကြည်ပိုင်ခွင့်ရှိတယ်နားလဲလားအဲ့ဒါတရားမျှတမှုပဲကိုရောကြီးယနေ့ပြောနေတဲ့စကားတွေသည်တရားမျှတမှုကို ပြောတာမင်းတို့ဘာသာတွေကိုပုတ်ခတ်တာလည်းမရှိဘူးစော်ကားတာလည်းမရှိဘူးဟုတ်ပြီနော်လက်ရှိရှိနေတဲ့အရှိမှန်တရားမင်းတို့ဘာသာမှာမရှိတဲ့အကြောင်းအရာတွေကိုရှိတဲ့အောင်ပြောပြီးပုတ်ခတ်တာဘာတစ်ခုမှမပါဘူးဟုတ်လားမနေ့ကပြောထားတာ brain wash လုပ်တယ်ဆိုလို့တယောက်က လာပြီးတော့သူများဘာသာကို brain wash လုပ်တယ်လို့မပြောပါနဲ့ဗျာမင်းတို့ဘာသာကြီးခေါင်းဆောင်တွေ brain wash လုပ်လိုက်တာလေဗုဒ္ဓဘာသာမှာမရှိတဲ့အကြောင်းအရာတွေကြီးပဲဂုံးတိုက်တာဒီကလေးပြောသွားတဲ့ဇာတ်ကားတွေမဟုတ်ဘူးဇာကီနိုင်ပြောတယ်မော်လ်ဝီတယောက်လိုင်းမော်တက်ပြောတယ်ချစ်ကိုကိုဦးဆိုလားချစ်ကိုကိုလားအဲ့ဒီကောင်တက်ပြောတယ်၃ယောက်လိုင်းပေါ်မှာတက်တည်ရှိတယ်အဲ့ဒီစကားဗီဒီယိုဖိုင်၃ဖိုင်တက်တည်ရှိတယ်ဘာသာကြီးခေါင်းဆောင်လို့ကိုကိုကိုခံယူထားတယ်မော်လ်ဝီဆာဆရာလို့ခံမော်လ်ဆက်လို့ခံယူထားတဲ့လူတွေပြောတဲ့ဇာတ် ကျန်တဲ့ကလေးတွေကဒီစကားတွေငါအောင်မှာနာတွင်ပြောတာကမထူးဆန်းဘူးဟုတ်လားမင်းတို့ဘာသာရေးရဲ့ဗလိမ်းမကြံပြောတဲ့စကားတွေဘာသာရေးခေါင်းဆောင်တွေရဲ့ဗလိမ်းမကြံပြောတဲ့စကားတွေကတည်ယဝင်ရှိတယ်လိုင်းပေါ်မှာဒါကြောင့်မလို့ဘာသာရေးခေါင်းဆောင်တွေ brain wash လုပ်တယ်လို့ပြောတာမနာနဲ့အမှန်တရားကိုပြောတာဟုတ်လားမတရားတဲ့စကားကိုကိုကြိုကြီးပြောတာမဟုတ်ရှင်းလားတက်တည်ရှိလို့ကိုပြောတာတက်တည်မရှိဘဲနဲ့မပြောဘူးဘုရားဘာသာနဲ့ပတ်သက်လို့ဝိဓိကသုံးပုံဆိုတာရှိတယ်မချိန်နဲ့ဖို့ဆိုရင်ငကိုတွေကကိုကြိုကြီးကပြောပြီးသားကြိုက်တဲ့လူလာခဲ့ မင်းတို့ကဘီးတကက်သုံးပုံတွေကမကောင်းတဲ့အကြောင်းတွေကိုပြောကိုကျော်ကြီးကမင်းတို့ဘာသာရဲ့တရားဝင်ပြဋ္ဌာန်းထားတဲ့ Bible ဒီကိုရန်ကျမ်းတွေကညီမကောင်းတဲ့အကြောင်းအရာကိုတရားဝင်ပြောမယ်လိုင်းပေါ်မှာဒါမှမဟုတ်ရင်မင်းတို့ပရိသတ်ကြားတဲ့ကိုကျော်ကြီးလာပြီးပြောမယ်မင်းတို့ကလည်းပြောအဲ့ဒီလိုမှမပြောရဲဘူးလားမပြောရင်ပေါက်ကရ40တီလာပြီးမပုတ်ခတ်နဲ့ဟုတ်လားအယူအဆမတူလောက်လက်ခံနိုင်တဲ့အသိဉာဏ်စွမ်းအားကိုခံစွမ်းအားရှိကိုရှိရမယ်ဗုဒ္ဓဘာသာကဒီလိုမျိုးဖန်ဆင်းရှင်ဆိုတာကို တတ္တဝါဖန်ဆင်းခြင်းကိုလက်မခံဘူးဆိုတာကိုလက်ခံနိုင်စွမ်းရှိရမယ်။မင်းတို့ကတတ္တဝါဖန်ဆင်းခြင်းရှိတယ်လို့လက်ခံနိုင်တဲ့စွမ်းအားရှိရင်အဲ့ဒီလက်ခံနိုင်တဲ့စွမ်းအားကိုပြော။ဒီဘက်ကလည်းတတ္တဝါဖန်ဆင်းခြင်းမရှိဘူးဆိုတဲ့အကြောင်းအရာကိုပြောမှာ။မင်းတို့ခံနိုင်ရင်ရှိအောင်ကြိုးစား။ဟုတ်ပြီလား။ကိုယုံညင်နာယုံမှာဆိုပြီးတော့ကပါမလုံးနဲ့။အဲ့ဒါကပါလို့တာ။ငါတို့ကြတော့ဖန်ဆင်းရှင်ကြီးရဲ့ကောင်းကြောင်းတွေညှို့မယ်။ဖန်ဆင်းရှင်ကြီးရဲ့အဆုံးအမတွေကိုညှို့မယ်။ဖန်ဆင်းရှင်ကိုမရှိဘူးလို့လက်ခံထားတဲ့သူတွေကမပြောရဘူးဆိုတာလူပါဝါတာ။ အဲ့ဒါကြောင့်တစ်ဖက်ဆောင်နေလူဝါဝတာလို့ခေါ်တယ်အဲ့ဒါဘာသာရေးကိုကဘာယူပြီးလူဝါဝတာဟုတ်လားမင်းတို့ဘာသာရေးနဲ့ပတ်သက်ပြီးတော့ကိုကျော်ကြီးကမိုအမက်က6နှစ်သမီးလေးကိုယူပြီးတော့ဘယ်လိုဘာညာဆိုပြီးတော့ရိုင်းရိုင်းဆိုင်ဆိုင်ပြောတာပါသလားပါသလားဘယ်ကြိုက်တဲ့ဗီဒီယိုဖိုင်ကိုပြောအခုလူတွေစော်ကားနေတဲ့ဇာတ်မျိုးတွေကိုကျော်ကြီးပြောတာပါသလားမင်းတို့ကျန်းစာအုပ်ထဲမှာဘယ်လိုရုပ်မာကြောင့်ဘယ်လိုအောက်တန်းကြောင့်အဲ့ဒီလိုကျမ်းပိုက်တွေနဲ့ကိုကျော်ကြီးထောက်ပြခဲ့တာပါသလားကြိုက်တဲ့ဗီဒီယိုဖိုင်ယူလာခဲ့ အဲ့ဒါမှမင်းတို့ဘာသာစော်ကားတယ်လို့ပြောမှာလေအခုချိန်ဒီမစော်ကားသေးဘူးဒါပေမဲ့မင်းတို့ကစိတ်ခေါ်လာလို့မင်းတို့ပြိတဲ့ကြားတဲ့ကြောင့်ရတယ်အဲ့ဒီချမ်းပိုက်တွေကိုတခုချင်းလက်ညှိုးထိုးထောက်ပြပြီးတော့စော်ကားမှာအဲ့ဒီအချိန်ကျရင်စော်ကားမှာပြန်ဆိုင်တာလေပြန်ဆိုင်တဲ့အချိန်ကျရင်တော့စော်ကားမှာအခုမစော်ကားဘူးကြိုက်တဲ့ဗီဒီယိုဖိုင်ကြည့်ပြီးယူလို့ရတယ်ဘာသာရေးပြိပခဖြစ်အောင်မလုပ်ဘူးဘာသာရေးပြိပခဖြစ်အောင်ဂုံးမတိုက်ဘူးမတုန်ညီတဲ့အယူဝါဒတွေကိုတဲ့တဲ့တင်ပြတာလူတွေကြိုက်တာကိုလက်ခံနိုင်စွမ်းရှိရမယ် မတူညီတာတွေကိုလက်ခံနိုင်ဆိုရှင်မယ်မတူညီမှုကိုလက်ခံနိုင်မှငိမ့်ငိမ့်ကြီးကိုရတာမတူညီတာတွေကိုတူတယောင်ပြောလာလို့ရှင်လူအားဝါတာကျူးကျော်တာစော်ကားတာနားလဲလားအဲ့ဒီကျူးကျော်စော်ကားမှုတွေမဖြစ်အောင်ကိုကျော်ကြီးဟာမတူလာတွေကိုမတူဘူးလို့တက်တဲ့လူတိုင်းလက်ခံနိုင်ရမယ်ယောက်ျားနဲ့မိန်းမမတူဘူးမင်းတို့လက်ခံလားလက်ခံတယ်လက်ခံအောင်နေမို့ကြိုက်တောင်ကြိုက်သေးတယ် လက်မခံယုံနေမဟုတ်ဘူးနော်မင်းတို့ကြိုက်တောင်ကြိုက်သေးတယ်တခါတည်းမုံမြက်လိုက်ကြတာနှစ်သက်လိုက်ကြတာပွိဖန်လိုက်ကြအယူဝါဒမတူလာကြတော့မင်းတို့လက်မခံနိုင်ဘူးအယူဝါဒတစ်ခုပဲရှိရမယ်ဆိုတာအဲ့ဒါကယူလာဟုတ်လားဘာသာရေးဆိုတဲ့စကားလုံးနဲ့ကာကာပါလုပ်ပြီးငါဘာသာမှာအမှန်ငါတို့ယုံကြည်မှုမှာအမှန်ဆိုရင်ယူလာယူအောင်နေမဟုတ်တော့ဘူးအဲ့ဒီဘာသာရေးယူယူသွုံမှုနဲ့တစ်ဖက်ဘာသာတွေကိုစော်ကားမယ်တိုက်ခိုက်မယ်တက်ပြက်မယ်လို့လုပ်လာလို့ရှိရင်ယုံညံ့လာလက်ခံလား ကိုကျော်ကြီးယနေ့ပြောနေတဲ့စကားတွေကမတူလာတယ်ကိုမတူကြောင်မတူကွဲပြားမှုကိုလက်ကိုခံရမယ်မတူဘူးသူတို့လည်းယုံကျင်တာယုံငါတို့လည်းယုံကျင်တာယုံမယ်အဲ့ဒီအတွက်ပြိပခတ်လုပ်เสียအကြောင်းမရှိဘူးပြဿနာတက်เสียအကြောင်းမရှိဘူးဟုတ်လားမတူလာတွေကိုတော့တူတယောင်လာမပြောနဲ့မရှိတာတွေကိုရှိတယောင်လာမပြောနဲ့အဲ့ဒီလိုပြောလိုက်ရင်တော့လူဘာဝမှုကျူးကျော်မှုစော်ကားမှုလို့ကိုကျော်ကြီးတို့ကသတ်မှတ်တယ်အဲ့ဒီကိစ္စကိုဖြေရှင်းတယ်ဟုတ်ပြီလား